အားလုံးပဲမင်္ဂလာပါရှင်။ My Library Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။သာသနာဖြတ်တဲ့နေ့သမီးတခါကဟိမဝင်နာတောအုပ်ကြီးတွင်မှာအကျင့်သီလနဲ့ပြည်စုံတဲ့ကတ္တပယတိကြီးဧကစာရီကျင့်ကြံတရင်တုံနေစဉ်ယတိကြီးရဲ့အကြောင်းတင်ခန်းဒီမှာကျင်းလဲချက်စားနေတဲ့သမီးပြုံမတကောင်ရှိလေတယ်။ဒီနေ့မှာတော့ယတိကြီးရဲ့ကျင်းငယ်ရည်ရီဆူဆူနေတဲ့မျက်နှာနှုတ်ကို သမီးမလေးစားသုံးမိရာကနေ့ တမင်မာလေးမှာပဋိသေကိုဝင်တယ်လေးတော့တယ်အချိန်တန်တော့အဲ့ဒီတမင်မာလေးကနေ လူသားယောက်ျားလေးတအူမွေးဖွားလာရအဲ့ဒီကလေးကိုဣတိတင်ကာလို့အမိမဲ့ခေါ်ပြီးကတပယတိကြီးကကျွေးမွေးပြုစုဆောင်ရှောက်ခဲ့လေတယ်အဲ့ဒီလူလင်ကလေးဣတိတင်ကအရွယ်ရောက်လာတဲ့အခါယတိကြီးကသူ့လိုပဲတဏယာကကင်းစီဖို့မြင်မြန်လာတဲ့တမထအကျင့်စရဏကိုပြင်းပြင်းထန်ထန်ကျင့်ကြံစီတယ် ကတပယတိကြီးဟာယတိလေးဤတိသင်္ခါကိုတောနတ်ထဲခေါ်သွားပြီးသူယောင်သည်သူယောင်ပန်းမွင့်တို့ကိုညွန်ပြကာဆုံးမလေးရှိတယ်။ချစ်သားယတိငယ်လူမယောက်ျားရှိသလိုလူမိန်းမလည်းရှိတယ်။မာတုကာမတွေဟာအဲ့ဟိုကသူယောင်သည်သူယောင်ပန်းမွင့်တို့နဲ့အတွင်တဲ့ရန်တူလာတယ်။အဲ့လိုသူယောင်သည်သူယောင်ပန်းမွင့်တို့နဲ့အစင်းတဲ့ရန်တူလာတဲ့မာတုကာမတွေကိုရှောင်ကျင်မာလို့မာတုကာမတွေဟာ မာယာများသူတွေဖြစ်တဲ့ချစ်သား သူတို့ရဲ့မာယာတွေနဲ့ပုရိသယောက်ျားတို့ကိုဖျက်ဆီးနိုင်စွမ်းရှိတယ်။မတုကာမတွေဟာသူတို့ဇနီးရဲ့သီလသမာဓိအကျင့်စရဏတွေကိုကြီးမွားပျက်စီးအောင်စွမ်းဆောင်တတ်ကြတယ်။ဒါကြောင့်သူယောင်သည်သူယောင်ပတ်မွင့်တို့နဲ့အသွင်တရံသူတဲ့မတုကာမတွေကို ဝေးဝေးကရှောင်ရှားပါလို့ချက်တာ။ကောင်းပါပြီဖခင်။ဒါအပြင်ကိလေသာကာမတနာရာဂတို့ချက်သားရဲ့စိတ်တန်းနှမ်းမကက်ညီစေဖို့တရားသမားကိုသာ ကယူရဆိုင်ကျင့်ကြံမှာလောချစ်တာရသေလေးအီတီသင်္ကဟာဖခင်ရသေးကြီးသတ္တပမကွဲလွန်မီကမာကြခဲ့တဲ့အတိုင်းတရားသမကူတာအကျင့်စရဏအားကောင်းကောင်းနဲ့ကျင့်ကြံလေးရသီလဖုံးတကူဟာလွန်စွာကြီးမားလာတော့တယ်အဲ့လိုရသေလေးရဲ့သီလတကူအာနုဘောလွန်စွာကြီးမားလာတဲ့အတွက်တာရိန်နာနတ်ပြည်ကနတ်တို့ရဲ့ဘုရင်တကြားမင်းရဲ့ပန်နုကပလာနတ်ကြောက်ဖျားဟာတင်းမာပူလောင်ကပြင်းစွာလှုပ်ခတ်သွားလေတော့တယ် ဟာဟာဘလို့ဖြစ်တာပါလဲ။အလိုလေးပူလိုက်လှုပ်လိုက်တာ။ယူဇနာတပေါင်းကျော်ကျဲဝင်းပြီးခန္ဓာထေဝါလာတဲ့နတ်ဘုံနန်းနန်းကို ပိုင်ဆိုးရသူတကြားမဲအနေနဲ့အမဲပူပင်စရာအကြောင်းလုံးဝမရှိပေမဲ့သူထိုင်တဲ့ပန်နုကပလာနှစ်ကြောက်ဖြာလှုပ်ခတ်သွားတာကိုတော့ပူပင်တော့ကကြီးစွာဖြစ်သွားရလေတော့တယ်။ခက်ပြီခက်ပြီငါထိုင်နေတဲ့ကြောက်ဖြာဟာတင်းမာပူလောင်လှုပ်ခတ်သွားပါလား။อืมဒါဟာဘာကြောင့်လဲ ငါရဲ့ယာရုတတန်ကုံဆုံးသွားတော့မှာမို့လားဒါမှမဟုတ်ငါရဲ့ယာတုကို လူယူနိုင်လောက်အောင်တီလာတကိုးကြီးမာတဲ့ယတိယဟန်ပေါ်ပေါက်လာလို့ပဲလားမဖြစ်ချေဘူးထိဘစကုနတ်မျက်စီနဲ့လူပီကိုကြည့်လိမ့်မှာပဲဒီလိုနဲ့တကြမေဟာဒိဗစကုနတ်မျက်စီနဲ့လူပီကိုကြည့်လိုက်ရဟာဟိမဝင်နာတော့ကြီးရဲမှာတရားသမကျင့်ကြံနေတဲ့ယတိလီဟာတီလာတကိုးအာနုဘောကြီးမာနေပြီပဲဒါကြောင့်ငါရဲ့ပန်နုကပလာကြောက်ဖြာ လှုပ်ခတ်သွားရတာကိုသူသူဟာတီလာတကူအာနုဘောကြီးမနေလေတော့ငါငါရာဓုကိုလူယူมาဆိုးရတယ်မဖြစ်ဘူးမဖြစ်ဘူးငါဘလို့လှုပ်ရပါမလဲကြံစမ်းကြံစမ်းဟာဟုတ်ပြီအကြံရပြီယသိလေးအီဒီတင်ကရဲ့တီလာတကူကြောင့်ဒီလိုဖြစ်ရတာဆိုတော့သူ့ရဲ့တီလာတမာတိခိုင်မခိုင်စမ်းသက်ကြည့်ရမယ်ဟုတ်ပြီဟုတ်ပြီသူ့ရဲ့တီလာတမာတိကိုစမ်းသက်ကြည့်ရမယ်စမ်းသက်ကြည့်ရမယ်ဒီလိုနဲ့ ။ဒကြမင်းဟာသူ့ပိုင်ဆိုင်တဲ့နတ်သမီးပေါင်း25ကလေးတဲကချောမောလာပါနုဖြူလုံးနဲ့အလံဘုဒ္ဓကိုခေါ်ယူလိုက်တယ်။အလံဘုဒ္ဓအမိတ်ရှိတော်မူပါရှင်ဒကြမင်းလူပြီကဟေမွေနာရက်မှာဣတိသင်္ကာဆိုတဲ့ရတိလေးပေါ်ထွန်းနေတဲ့အလံဘုဒ္ဓရဲ့သူကြင်ကြံနေတဲ့ဇရဏအားနဲ့တီလာတကိုးတွေကြောင့်ငါ့ရဲ့ကြောက်ဖြာလှုပ်ခတ်သွားတာတင်တိရမဟုတ်လားတိတိเจ้าမှာအေး အဲ့လိုထိုင်ကုန်လှုပ်တာမကောင်းဘူးငါ့ရဲ့ယာရုအတွက်စိုးရင်ရတယ်ငါ့ရဲ့တရားမင်းယာရုကိုယသိလေးကလူလူနိုင်တဲ့အလံဘူတာရဲ့ဒါပေမဲ့အဲ့ဒီယသိလေးရဲ့ဒီလာသမားတီတကယ်ခိုင်မာအားကောင်းမှသာတရားမင်းဆိုတဲ့ယာရုနဲ့ထိုက်တန်မှာဖြစ်တယ်အဲ့ဒီတော့ယသိလေးဣတိသင်္ဃရဲ့ဒီလာသမားတီခိုင်မာရဲ့လားဆိုတာကိုစမ်းသပ်ကြည့်ရမယ်အဲ့လိုစမ်းသပ်ရမယ်တာဝန်ကိုတင်ယူနိုင်ပါမလားကျွန်တော်မျိုးမဟာအရှင်တရားမင်းရဲ့အစီအပါသာဖြစ်ပါတယ် ဒါကြောင့်အရှင်ကစီခိုင်းရင်ညင်းစရာအကြောင်းမရှိပါ။အေးဒီလိုမှပေါ့။ကဲဒီတော့လူပြည်ဟိမဝနာရက်ကရသေးလေးရဲ့အကြောင်းသင်ခန်းစီသွားပါ။တင်းရဲ့ယူပါယုံ၊ကန္နာယုံ၊ဖုတ်တပ်ပါယုံနေနဲ့ရသေးလေးကိုဖျားယောင်းသွေးဆောင်ပါ။တင်းရဲ့မာယာကွန်ရက်တွေနဲ့မိအောင်ဖမ်းပါ။အဲ့ဒီတာဝန်ကိုတင်းချေပုံအောင်ထမ်းဆောင်ပါအလံဘူတာ။ကောင်းကောင်းမပြီအရှင်တကြမင်း။အလံဘူတာနတ်သမီးဟာတကြမင်းရဲ့စီခိုင်းချက်အတိုင်း လူပြည်ရွာကဟေမဝင်နာတော်ကြီးရဲ့ကရသေးလေးရဲ့ကျောင်းတင်ကန်းစီကိုလှမ်းလာခဲ့တော့တယ်။ပန်းမောင်းဆောင်ဖူးပွင့်လေးရဲ့တာယာလပလုံးနဲ့စံကြောင်းလေးနှစ်ပေးကဝါကြောင်းလေးရှိကမြေကွက်လက်မှာရသေးလေးကတပြက်စီလဲနေလေးရဲ့အင်ရီပြည့်နေတပြက်စီလဲနေတဲ့ရသေးလေးအီဒီတင်ကရဲ့ရုပ်သွင်းဟာတည်ငြိမ်အေးချမ်းလာပေတယ်။ချောင်းဟန်တန်းချောင်းရသေးလေးအီဒီတင်ကဟာခြာကနေလှည့်ကြည့်လိုက်တယ်။ အလံဘူတာရဲ့ချောမွန်လပလုံးရဲ့ရုပ်တွင်ကို မြင်လိုက်ရတဲ့ရသည့်လေးဤဒီတင်ကဟာအံ့ဩသုံးလုံးသွားရတော့တယ်။ဟွန်းတင်ကဘာတူလဲ။သူရောက်မယ်လား။မဟုတ်ရပါဘူးရှင်။နှမလေးကလူသားစစ်စစ်ပါရှင်။ဒါဒါဆိုမတုကာမပေါ့။မတုကာမခေါ်ခေါ်နှမလေးလိုပဲခေါ်ခေါ်ခေါ်လို့ရပါတယ်ရှင်။အိုးမတုကာမဆိုတာတဲချောတဲလပါလား။အသားလေးကလည်းဖွေးနုနု။ နာတန်ကလေးကလည်းစင်းလို့ရွှေရင်ကလေးကလည်းမို့မို့ခါးလေးကချင်းချင်းတင်သားကထွားထွားရှိုက်ဖူကြီးငယ်အတွေ့တွေနဲ့တဲချောတဲလာပါလားလူသူမင်းရဲ့တော်ကြီးမြက်မဲထဲမှာမွေးဖွားကြီးပင်လာခဲ့ရတဲ့သူမို့မိမကိုလုံးဝမတွေ့ထီဘူးတဲ့ရသေးလေးအီဒီတင်ကဟာအလံဘူးသားရဲ့အလမှာရင်မူးတွေ့ဝေးသွားလေတော့တယ်ငေးလိုက်လားရသေးလေးရဲ့နှမလေးကိုဒီတိုင်းကြည့်နေတော့မလားနေရာထိုင်ခင်မပေးတော့ဘူးလား ။အိုးဟုတ်ဟုတ်ပါရဲ့။လာပါနှမငယ်။ရသေလေးအီတီတင်ကဟာအလံဘူတားရဲ့လက်ကလေးတစ်ဖက်ကို အသာဆွဲကင်ပြီးကျောင်းတင်ကန်းစီခေါ်သွားတော့တယ်။နှမငယ်။ထိုင်ထိုင်ပါကွယ်။ရသေလေးအီတီတင်ကဟာအလံဘူတားကို မျက်စိအောက်ကအပြောင်မခံပဲသူမမျက်နှာလှလှလေးကိုသာငေးကြည့်နေမိတော့တယ်။သူ့ရဲ့အတွေ့ထဲမှာတခြားဘာမှမရှိတော့ဘူး။အလံဘူတားရဲ့အလှပဲရှိတော့တယ်။လှလိုက်တာ။ အရန်ကိုလှလိုက်တာပါလားကွယ်ရသိတ်လေးရဲ့အတွေ့အကြုံမှာသူဖခင်ရသိတ်ကြီးကတ္တပရဲ့ဆုံးမစကားတွေလည်းမရှိတော့ဘူးသူကြင့်ကြံခဲ့တဲ့တရားဓမ္မတွေလည်းမရှိတော့ဘူးကဲအဲ့တဲ့ကိုဒီလိုပဲငေးကြည့်နေတော့မှလားရသိတ်လေးရဲ့ဘာမှမကြွေးတော့ဘူးလားအိုးကြွေးမှာပေါ့နှမလေးရဲ့ကြွေးရမှာပေါ့ကဲစားပါနှမရဲ့စားပါအလံဘူတာကတီတီတလုံးကိုစားလိုက်ပြီးနောက်ကဲအဲ့ဝကြည်ပေါ်နဲ့အရှင်ကိုကျေးဇူးတင်ပါတယ်ရှင် နှမလေးကိုသွားခွင့်ပြုပါအောင်နော်။အိုးဖဲသွားမလို့လဲနှမငယ်မသွားပါနဲ့ဦးလား။နှမလေးကိုတခါတည်းခေါ်ထားလိုက်တော့မလို့လား။မုံနှဲ့နှဲ့လေးပြောလိုက်တဲ့အလံပူတာကိုကြည့်ရင်မချစ်မရဲဖြစ်လာတဲ့ယတိလေးဟာသူမရဲ့လမောင်းအီအီလေးကိုအမတ်မထင်စုပ်ကိုင်လိုက်မိတယ်။အိုးခေါ်လို့ရရင်ခေါ်ထားလိုက်ချင်ပြီလားကွယ်။ခေါ်ထားပြီးဘာလုပ်မှလဲ။ဟင်ဟင်လို့အဲဟိုဟို ကိုလုံးလှလှလေးလှုပ်ရည်နေတဲ့မိမချောလေးကိုကြည့်ရင်မချစ်မရဲဖြစ်လာတဲ့ဤတီတင်ကဟာအလံဘူသားရဲ့ခါကလေးကိုဖတ်လိုက်မိတော့တယ်။အဲဒီအခါသူ့ရင်ခွင်နဲ့ထွေထွေအီအီဝင်လာတဲ့အလံဘူသားရဲ့အထီးတွေ့ကြောင်းယတိလေးဟာတကူလုံးရှိန်ဖိန်သွားပြီးလောကကြီးကိုတောင်မှေ့သွားတော့တယ်။အလံဘူသားရဲ့ကုသင်းရနယ်လေးကြောင့်လဲကနယုံရဲ့ဖန်ဆာမှုကို ထပ်ပြီးခန်းစားလိုက်ရတဲ့ယတိလေးဤတီတင်ကဟာ တနယာကရင်မူသွားပြီးအလံဘူတာကို အာဖာတရာဖတ်လိုက်တော့တယ်။အဲ့ဒီအချိန်မှာပဲတကြမင်းရဲ့ဖန်ဆင်းပေးမှုကြောင့်ဝါချောင်းတဲလေးရဲ့နေရာမှာနတ်ပုံနန်းနန်းဖြစ်သွားပြီးသူတို့နှစ်ယောက်ရောက်ရှိနေတဲ့ခန်းတင်စာမှာလဲချူပန်းချူနယ်ရဲ့ရှက်တန်းလေးကဖဲမွေရာရွှေကော်စောတို့နဲ့လှပတင်တယ်နေလေတော့တယ်။ရာကဘလူးဘူးဝင်ခန်းစားလိုက်ရပြီ ဖြစ်တဲ့ရသေးလေးဣတီတင်ကဟာအလံဘူတာကိုအငမ်းမရထွေးဖက်လိုက်တာ နူးညံ့တဲ့နှက်အိယာပေါ်သူရှင်တွဲပြီးရှောင်းဆက်လိုက်ပါတော့တယ်။အပြင်လောကမှာတော့စောင်းလီကဟူးဟူးရဲရဲတိုက်ခတ်လျက်ယတိလီဤတိတင်ကရဲ့ကျောင်းတင်ကန်းလေးထဲမှာတော့ကိလေသာလီယူကယူယူမူမူတိုက်ခတ်လျက်ယတိလီဟာကိလေသာရာကပင်လေထဲမှာဘလောက်ကြကြာတတိလီကူးခတ်နေမိမလဲမသိ။သူတတိရလာတော့ကျောင်းတင်ကန်းရဲ့အမိုးအင်ဘတ်ဒီဟာပိုးပေါက်ပရပေါ့နဲ့ဖြစ်နေပြီ။ထယံတွေကလည်းပေါက်ပြဲလို့ဟာ ဘတ်ဘလို့ရဖြစ်ကုန်တာပါလဲရသေလေးဤတီတင်ကဟာအံ့ဩတဲ့ကြီးနဲ့လူလဲထဖို့ဟန်ပြင်းလိုက်တဲ့အခါထွေးနုတဲ့လက်ကလေးတစ်ဖက်က သူ့ကိုထွေးဖက်ထားတာကိုသတိပြုမိသွားတယ်ဟာငါငါ့ကိုမိမတယောက်အဲမတုကမတယောက်က ထွေးဖက်ထားပါလားရသေလေးဟာ ဖြစ်ပြက်ခဲ့သမျှအားလုံးကိုသတိပြန်ရသွားပါတော့တယ်အလိုလေးငါငါဟာ မတုကမနဲ့ညှိဆုံးမိခဲ့ပါပေါ့လား ငါငါဆောင်ထင်းခဲ့တဲ့အပြဟာစရိယာတိတ်ခါပုတ်ပြည့်ဝင်းခဲ့ရပြီပဲဖះဖះဖြစ်မှဖြစ်ရလေငါငါတိတ္တဆအရွယ်ကလေးကဆောင်ထင်းခဲ့တဲ့တိတ်ခါပုတ်ဒီတီလာတွေကြင့်ကြံခဲ့တဲ့စရဏတွေအလုံးပျက်စီးခဲ့ပြီပဲဖြစ်ရလေဖြစ်ရလေဝမ်ပန်တနေနဲ့ငိုကြွေးလိုက်တဲ့ရတိတ်လေးဤတီတင်းကကိုအလံဘူတာက ထွေဖက်နှစ်သိမ့်လိုက်တော့တယ်ဒီလောက်လေဝမ်နဲ့ကြည်ကွဲမနေပါနဲ့ရတိတ်လေးရဲ့ ဖြစ်ပြီးမှတော့ဗတ်တက်နိုင်တော့မှလဲဒီမှာမင်းငါ့ကိုဘာမှမပြောနဲ့မင်းဘာတူလဲဒီလိုသောတောင်ကြီးရဲ့ကိုဘလို့ရောက်လာလဲသွေးရသားရတော့မဖြစ်နိုင်ဘူးမင်းဘာတူလဲပြောစမ်းမှန်မှန်ပြောစမ်းမျက်ရည်လဲရွေးနဲ့မင်းနေရဲ့ရသေ့လေးဤတီတင်ငါ့ကိုကြည့်ရင်အလံဘူတာဟာစိတ်မကောင်းဖြစ်သွားပြီးအမှန်တိုင်းပဲဖွင့်ပြောလိုက်လေတော့တယ်မှန်လားပါတပည့်တော်မဟာလူသားတအူးမဟုတ်ပါနှစ်သမီးတအူးသာဖြစ်ပါတယ်ဘလို့ နတ်သမီးဟုတ်လားဟုတ်ပါတယ်ရှင်ရသည်တပည့်တော်မရဲ့အမိကအလံဘူတာဖြစ်ပါတယ်တင်ဟာနတ်သမီးဖြစ်ပါလေနဲ့ဘာလို့ကြောက်ရဲ့အကျင့်သီလတွေပျက်စီးသွားအောင် လုပ်ရတာလဲတပည့်တော်မကိုတာရိန်နာနတ်ပြည်ရဲ့အရှင်သခင်တရားမင်းကစီခိုင်းလို့လုပ်ရတာပါရှင်ရသည်ဘလို့ဘလို့တရားမင်းကစီခိုင်းလို့ဟုတ်လားဘာကြောင့်လဲဒီလိုပါရှင်ရသည်မိမတို့ရဲ့မာယာတွေနဲ့ရှင်ရသည်ကိုဖျားယောင်းရမယ်တဲ့ တဏှာရာကတွေနဲ့ဖန်းစားရမယ်တဲ့ဘလို့ရည်ရွယ်ချက်ကြောင့်ဒီလိုလုပ်ခိုင်းရလဲရှင်ရဲ့တည့်ရဲ့ပြင်းထန်လာတဲ့ဆရဏသီလအဟုံတို့ကြောင့်တရားမင်းရာတို့နဲ့ထိုက်တန်လာတဲ့အတွက်တရားမင်းရာတို့ကိုလူယူလာမှစိုးရိမ်လာပါတယ်ဒါကြောင့်ရှင်ရဲ့တည့်ရဲ့သီလတမာတိတကယ်ခိုင်မခိုင်စမ်းသပ်ရမယ်ဆိုပြီးတပည့်တော်မကို ဖြားယောင်းသွေးဆောင်ဖို့ဆေလွတ်လိုက်တာပါအိုးဖြစ်မှဖြစ်ရလေကျုပ်ဟာ ကီလီတာတနာပေမနဲ့ကင်းလို့ရစရဏကျင့်စဉ်ကိုကျင့်ကြံနေသူပါ။တရားမင်းရဲ့ယာရုစည်းစိမ်တွေကိုမမောခြင်းမရှိပါဘူး။ဒါကြောင့်တရားမင်းရဲ့ယာရုကိုလည်းလူယူစရာအကြောင်းမရှိပါဘူး။တကယ်တော့ကျုပ်ဟာတရီတစ်ချက်လွတ်သွားတာနဲ့နှစ်ပေါင်းများစွာကျင့်ကြံခဲ့ရတဲ့စရဏတွေပျက်စီးခဲ့ရတယ်။နှစ်ပေါင်းများစွာတိဆောက်ခဲ့ရတဲ့သီလတွေကျိုးပေါက်ခဲ့ရတယ်။အဲ့ဒီအတွက်နောင်နာကြီးစွာရခဲ့ပြီ။နောင်ကိုတဏမောဟအမှောင်ဖုံးခံရတဲ့ဘဝမျိုးမရောက်အောင် ဆင်ခြင်ပါတော့မယ်အရှင်ရဲ့တည့်ရဲ့သီလတမာရီဆရဏတို့ကိုဖြည့်ဆည်းမိခဲ့တဲ့တပည့်တော်မကိုခွင့်လွတ်ပေးတော်မူပါခွင့်လွတ်ပါရနဲ့တမီးရဲ့တင့်ကိုစီခိုင်းခဲ့တဲ့တရားမင်းကိုလည်းခွင့်လွတ်ပါရပြီးတော့တင်းတို့ကိုလည်းအောမိတမေတ္တာပို့ပါတယ်တင်းနဲ့တကွာတင်းရဲ့အရှင်သခင်တရားမင်းတို့ကျမ်းမာချမ်းသာကြပါစေမိမိတို့ရဲ့ဘုံပိတ်မှန်မှာချမ်းသာစွာဆန်းစားနိုင်ကြပါစေတာတုတာတုတာတုပါရှင်ရဲ့တေอืม ဒါထက်ကျုပ်တနာပေမရေရင်ကျောမှာမျောပါသွားခဲ့တာတခဏပါဘာမှမကြာလိုက်ပါဘူးအဲ့ခဏအတွင်းမှာကျုပ်ရဲ့ចောင်းတင်ငန်းကအတော်យူးយွင်းသွားပါလားចောင်းတင်ငန်းရဲ့ပြင်ပကတစ်ပင်ငယ်တွေကလည်းအပင်ကြီးတွေဖြစ်လို့ပါလားဘလို့ဖြစ်သွားရတာလဲတပည့်တော်မနဲ့ရှင်ရသိကိလေသာတော်မှာမျောပါနေခဲ့တာသုံးနှစ်လုံးလုံးကြာမြင့်ခဲ့လို့ပါရှင်ရသိအိုးမဟုတ်တာပဲကျုပ်သတိလက်လို့ဖြစ်သွားရတာဟာခဏတာလေးမြတ်တာပါ ဒီဒီလိုပါရှင်ရသိရှင်ရသိကိုခိလိတာတော့ရမျိုးပါအောင်တပိတော်မှာဆွေးဆောင်ရမှာ အထောက်ကူဖြူစစ်ဖို့တရားမင်းကနတ်ဘုံနတ်နန်းတို့ရဲ့ခန်းတင်စလီအဖြစ်ဖန်ဆင်းလိုက်ပါတယ်ဒီလိုနဲ့ဒီနေ့ဟာနတ်တို့ရဲ့ဌာနေဖြစ်သွားခိုင်မှာဒီနေရာကိုနတ်တို့ရဲ့တသန်းတိုင်းတွေ့ရပါတယ်ဒါကြောင့်လူတို့ရဲ့သုံးနှစ်ဆိုတဲ့အချိန်ကာလဟာနတ်တို့အတွက်တော့တရင်ကမြတာပါနတ်တို့အတွက်တရင်ကဟာလူတို့အတွက်သုံးနှစ်ဟုတ်လား ဟုတ်ပါတယ်ရှင်အစ်တီဒါဒါဆိုကျုပ်ကျုပ်ဟာတင်းနသမီးရဲ့ရင်ခွင်ထဲမှာကိလေသာရင်မှုခဲ့တာလူတို့ရဲ့တတန်းနဲ့ဆို၃နှစ်၃မိုးကြာခဲ့တာပေါ့မှန်ပါတယ်ရှင်အစ်တီဒါကြောင့်ကိလေသာအမောင်းတိုက်ထဲရှင်အစ်တီမဝင်ခင်မှာပြိုမျက်စာအစ်ပင်တွေဟာအခုချိန်မှာတော့ကြီးရင်အုံမင်းသွားရတာပါပဲอืมဒီတိုင်းဆိုကျုပ်ဟာသီလတမာရီဇရဏကျင့်ကြံမှုတွေနဲ့ကင်းလွတ်သွားတာ၃နှစ်ကြာခဲ့ပါလား တရင်ကတာယာမှုကိုမမောမိခဲ့လို့နှစ်ကာလတွေကို ဆုံးရှုံးခဲ့ရပြီ။စရဏကျင့်စဉ်တွေကိုလည်းအစကပြန်ပြီးကျင့်ကြံရတော့မယ်။တော်ပါပြီ၊ကြောက်ပါပြီ။ကိလေသာအမောင်ကိုအချောက်ကြီးကြောက်သွားပါပြီ။အဲ့နောက်ယတိလေးအိတိသင်္ကဟာတရားအလုပ်ကိုပြန်လုပ်တယ်လို့နှစ်သမီးလေးအလံဘူတာဟာလည်းနှစ်သမီးတွင်နဲ့နှစ်ပြည်ကို ပြန်သွားခဲ့လေတော့တယ်။တကြမင်းကတော့ယတိလေးအိတိသင်္ကရဲ့တီလာကျိုးပြတ်သွားတာတီလို့သဘောကျကျေနပ်နေတာပေါ့။ ဟိဟိအီဖေကိုဘိုးတကြားကြံရင်ဘာခံနိုင်မရောဟိ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 ခုတော့ငါရာဓုကိုလူယူမဲ့သူမရှိတော့ဘူးပိုင်လိုက်လေ ပိုင်လိုက်လေဒါကြောင့်တကြားမင်းဟာတာရိနာနတ်ပြည်မှာနတ်သမီးအစီဝေးဆင်းရင်ချင်းပါပဲနတ်သမီးလေးအလံဘူတာကိုလူရာဆူတောင်းစေအလံဘူတာတင်းဟာပေးအပ်လိုက်တဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တယ်အဲ့အတွက်တင်းလူရာစုကိုတောင်းဆိုပါလောအရှင်တကြားမင်း ကျွန်တော်မျိုးမဟာအထူးထူးအဆန်းဆန်းသောနှတ်တို့ရဲ့စည်းစိမ်ချမ်းသာအဖျားဖျားကိုမတောင်းဆိုလိုပါကျွန်တော်မျိုးမအလိုချင်ဆုံးအတောင်းတဆုံးစုကတော့တန်တရာအဆက်ဆက်မှာတရားသမားကြင်ကြံနေတဲ့သူတော်စင်တို့ကိုဖျားယောင်းသွေးဆောင်ဖျက်ဆီးတဲ့သာသနာဖြတ်မှမဖြစ်ပြစေနဲ့ဆိုတဲ့စုကိုပဲတောင်းဆိုပြစီအရှင်တရားမင်းအလံဘုရားရဲ့ဆုတောင်းတန်ကိုကြားရတဲ့အခါနတ်ပရိသတ်အပေါင်းဟာလက်ခုပ်လဝတီးပြီးဝမ်းမြဝမ်းသာဩဘာပေးကြလေတယ် ။ဒါကြမင်းလဲသူ့အမားကိုတီကနောင်တကြီးစွာရသွားလေတော့တယ်။အလံဘူသားကိုသာသနာဖြတ်မှဖြစ်ဆေလုပ်မိခဲ့တာမှားပြီ။အဲဒီနောက်အိနာတာလာလိုင်းကူမှာဖះရှင်ဟောကြားတော်မူတဲ့တက္ကပြင်စာတုပ်ကိုနားကြားရတဲ့အတွက်ဒါကြမင်းဟာသောတာပန်တည်သွားခဲ့လေတော့တယ်။ပုံမြင်လေးရတော့ဒါပါပဲကွယ်။